ကြရအောင်ဒံယာရီနဲ့ပြိုလဲခြင်းတွေဟာတမာခြင်းကိုဖြစ်ပေါ်စေပေမဲ့အကြောင်းတရားတွေပါပဲအမာရွတ်တွေဟာဒံယာတွေကိုအောင်းနိုင်ခြင်းရဲ့သင်္ကေတတမာခြင်းဟာတော့ပြိုလဲခြင်းတွေကိုအနိုင်ယူခဲ့ခြင်းရဲ့သင်္ကေတပဲဖြစ်ပါတယ်တခါကအဖိုးကိုနဲ့သူမီးလေးတို့ဟာ သူတို့အင်္ဂလီရနေပြီးတော့တောင်ကုန်းလေးတစ်ခုဘက်ကိုလမ်းလျှောက်ထွက်ခဲ့ကြပါတယ်ရှန်ဝါကနေလမ်းမပေါ်ထွက်ခါနေမှာ ရေးလို့သူကကြောက်ခဲတလုံးကိုကောက်ပြီးပန်းအိုးဘက်ကိုပြလိုက်သေးတယ်။အဲဒီကြောက်ခဲကပန်းအိုးထဲကအလှပန်းမင်ကိုကြည့်ပြီးပန်းမင်ကလေးဟာချက်ပိုင်းကျိုးသွားခဲ့ပါတယ်။အဲဒီလိုနဲ့မြေဖိုးနှစ်ယောက်တောင်ကုန်းကလေးစီဆက်ထွက်လာခဲ့ကြတယ်။တောင်ကုန်းကလေးစီရောက်တဲ့အခါမှာတော့သူတို့မြေဖိုးဟာတောင်ကုန်းကလေးကထိတ်မှထိုင်ခဲ့ကြပါတယ်။အဖိုးကလေကောင်းလေတန့်တွေရှူပြီးရှူခင်းတွေကြည့်နေခဲ့တယ်။ ။ကောင်လေးကတော့အိမ်ကထွက်လာတော့ကလိုပဲ။ကြောက်ခဲလေးတွေကောင်းပြီးတောင်ကမ်းမဆွန်းကနေပြီးတော့တစ်ပင်လေးတွေကိုလိုက်ပေါက်တာပေါ့။ဒါပေမဲ့တောင်ကမ်းမဆွန်းကတစ်ပင်ဟာကြောက်ခဲချက်တွေထိပေမဲ့လေအတိုက်မှာအရွက်တလင်းလင်းနဲ့ကျိုးကြမသွားခဲ့ပါဘူးလေ။ခဲကြီးနဲ့ပြပြန်တော့လေညွတ်သွားပြီးတော့ပြန်မက်လာတယ်။အဲ့ဒီအခါမှာကောင်လေးကအဖိုးကိုပြောလိုက်တယ် ဒီသစ်ပင်ကဘာလို့မလေးတာလဲလို့ပေါ့အဖိုးဖြစ်သူက သူ့မိလေးကို ပြောပြီးကြည့်ပြောတယ်အဲ့ဒီသစ်ပင်လေးကိုကြည့်ငါမီးသူ့ကိုတယူတရနဲ့ပြည့်စုံပေးမဲ့သူရှိလားသူနေလောင်ပြီးနွမ်းတဲ့အခါရေလောင်ပေးမဲ့သူရှိလားပိုးကိုက်တဲ့အခါတုတ်တင်ပေးမဲ့သူရှိလားမရှိဘူးအဖိုးလို့သူ့မိလေးလို့သူကပြန်ပြေးပါတယ် အဲ့ဒီအခါမှာပဲအဖိုးကဆက်ပြောပါတယ်ဟုတ်တယ်သူ့ကိုပြူစုယူရပြီးတော့ကာကွယ်ပေးမဲ့သူမရှိဘူးငါမီကျောက်ဆောင်လေးပြူကြတဲ့အခါသူ့အမြင့်နဲ့သူပြူကြတဲ့အထည်ပါမသွားဘူးကုတ်တွေရတယ်လီလီချန်တဲ့အခါမှာအမရွတ်တွေနဲ့ကာကွယ်ပြီးတော့လဲပြူမသွားဘူးအန်တူရတယ်သူကသူ့ကိုသူကာကွယ်ရတယ်သူ့ကိုတိုက်ခိုက်လာတဲ့အရာတွေကို သူ့ဘာသာသူနဲ့တူရတယ်အင်းကပန်းပင်လေးနဲ့တူလား တူအဖိုးလို့သူရဲ့မြေလို့သူကထပ်ဖြေပါတယ်။အဲ့ဒီအခါမှာအဖိုးလို့သူကသူမြေလေးကောင်းကိုပို့ရင်းတယ်။ငါမြေလောကကြီးမှာအိမ်ကအလှတစ်ပင်လေးလိုပဲတေချာပြုစုယူရပြီးရောပိုးဖယ်ပေးမဲ့သူနဲ့ရေလောင်းပေးမဲ့သူဒံရကင်းနေတဲ့တစ်ပင်ဟာဒံချက်တစ်ခုလောက်ဖြစ်တာနဲ့ပြိုလဲလွယ်တယ်။ကိုပါလာတန်ရီကိုရင်ဆိုင်ပြီးတန်မအောင် လုံမထားတဲ့သူကပြိုလဲလွယ်တယ်ကြာဆုံးလွယ်တယ် လောကကြီးမှာရှင်သန်တဲ့အခါကိုအားကိုကိုပါဒဏ်ရာတွေရလာတဲ့အခါလဲအန်တုရင်ဆိုင်ပြီးတော့ရှင်သန်နိုင်အောင်ကြိုးစားပါဘယ်လိုအခက်ခဲပဲလာလာတွန်းလှန်ယုံထားပါရင်ဆိုင်ဖြစ်ရှင်တက်အောင်ကြိုးစားပါဒဏ်ရာတွေဟာတန်မာဖို့အတွက်ဖြစ်လာတာပါပြိုလဲခြင်းတွေဟာလဲတန်မာခြင်းကိုရရှိစေတယ်တောင်ကပိုင်းရံကအစ်စ်ပင်လို့ရှင်သန်ပါ ဒီပုံမြင်လေးကတော့ကျွန်တော်အဖေပြပြဖူးခဲ့တဲ့ပုံမြင်လေးတစ်ပုံပဲဖြစ်ပါတယ်ဒီပုံမြင်လေးတွေကလိုပဲကျွန်တော်တို့တွေဟာရှင်သန်ရတဲ့ဘွားခေးမှလည်းတောင်ကပားရံကတစ်ပင်လေးလိုပဲအခက်အခဲပေါင်းစုံတန်းရာပေါင်းစုံတွေ့နေကြသလိုဆက်တွေ့နေကြအောင်ပါပါကျွန်တော်တို့ဘဝမှာအလှပန်းမင်လို့တယူတရားနဲ့ပြည့်စုံခံရတဲ့ကာလတွေလည်းရှိမှာပါမိဘရင်ွေးရှိတဲ့ငယ်ဘဝလိုမျိုးပေါ့ကိစ္စတစ်ခုခုကိုကိုယ့်ဘာသာရင်ဆိုင်မဖြစ်ရှင်းရသေးတဲ့အခါ ဲ့ဒီကာလာတွေလွန်တဲ့အခါကျွန်တော်တို့ဘဝတွေတောင်ကမကတစ်ပင်လို့ကိုပါသာရှင်သန်ကြရပါတော့တယ်။တန်ရာတွေလာတဲ့နေ့တွေရှိတယ်။ပျော်စရာတွေလာတဲ့နေ့တွေရှိတယ်။စိတ်ပြတ်အားငယ်ခြင်းဝမ်းနေခြင်းပြိုလဲကြေကွေခြင်းကာလာတွေကလည်းဒုနဲ့ဒီပါပဲ။ချို့အတူတာယာရှမ်းမြေခြင်း ကျင်းနဲ့ကျင်းနှူးခြင်းဝမ်းသာမြူထူရတဲ့နေ့တွေလည်းအမြောက်အများပါပဲကျွန်တော်တို့တွေကအဆင်ပြေခြင်းတွေကိုလက်ခံနိုင်ပေမဲ့အဆင်မပြေခြင်းတွေကိုတွေ့တဲ့အခါမှာရိုင်နေပြိုလဲခြင်းတော့တာပါပဲအဲ့ဒီအခါကျွန်တော်တို့ပြန်ထနိုင်ရပါမယ်ဒဏ်ရာတွေကိုရင်ဆိုင်ရပါမယ်ပြိုလဲခြင်းတွေဟာတန်မာဖို့အကြောင်းတရားပါပဲ ျွန်တော်တို့ငယ်ငယ်ကလမ်းလျှောက်တက်ဆခဏခဏပြုလဲကြဘူးတယ်မဟုတ်လားနောက်တော့ဖြက်ဖြက်လက်လက်ရှောင်းနိုင်သွားကြတာပါပဲပြုလဲခြင်းတွေဟာတန်မာဖို့အတွက်ပါပဲကျွန်တော်တို့တွင်နဲ့အနည်းဆက်ဆုံးမှမြင်နိုင်တဲ့သူကိုပဲကြည့်ကြအောင်ကျွန်တော်ငယ်ငယ်ကပတ်စံမရှိလို့လူတရှိုးရဲ့ဖဲခြင်းခြင်းလဲခံခဲ့ရဘူးတယ်ပစ္စည်းအစ်စ်ပေါ်တိုင်းသူများနေတူပဲတော့ငါမှလည်းမရခဲ့ဘူးပါဘူး ထမင်းကြိုက်မပါလို့ကျောင်းမှာထမင်းမစားခဲ့ရတဲ့နေ့တွေတော့ရှိခဲ့ဦးပါတယ်။ဒါပေမဲ့အဲ့တင်ငယ်ချင်းအားနေချင်းဝမ်းနေချင်းစိတ်တွေကိုတန်မာခြင်းအဖြစ်ပြောင်းလဲရယူခဲ့ပါတယ်။အဲ့ဒီအချိန်မှာသာအရှုံးပေးခဲ့ရင် ကျွန်တော်လည်းအခုလိုကိုပါသားကို ရှင်တန်ရက်တည်နိုင်သူလည်းဖြစ်လာမှာမဟုတ်ပါဘူး။တင်ငယ်ချင်းအားငယ်ချင်းဝမ်းနေစိတ်ပြတ်ခြင်းပြိုလဲကြေခဲ့ခြင်းတို့ဟာတန်မာဖို့စံသက်တဲ့အရာတွေပါပဲ။ ျွန်တော်တို့ဒူးမထောက်စတန်တိုက်ထုတ်မောင်းထုတ်ရပါမယ်ဒါမှအတန်မာတဲ့သူဖြစ်မှာပါလောကမှာကျွန်တော်တို့ဟာတောင်ကဘာရန်ကတစ်ပင်လို့ရှင်သင်ကြရပါမယ်ဒန်ယာရီနဲ့ပြိုလဲခြင်းတွေဟာတန်မာခြင်းကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေပါပဲခဏခဏပြိုလဲခြင်းဟာလေထက်ခါထက်ခါတန်မာလာဖို့အကြောင်းတရားလို့အမြင်မှတ်ပါတယ်ကျွန်တော်တို့တန်မာတဲ့သူဖြစ်အောင်ယုံကံရှင်သန်နေထိုင်ကြရအောင် မင်းလဲကြတာကစိတ်မပူမင်းပြန်မထမှာကိုပဲငါစိတ်ပူတယ်ကျွန်တော်တို့ဘာအကြောင်းကြောင့်လဲကြကြပြန်ထပြီးတမချရအောင်ပြူလဲအားငယ်ခြင်းတွေကြုံတဲ့အခါတိုက်ထုတ်ရှင်တန်ပြီးတော့တမချင်းအဖြစ်ပြောင်းကြမယ်စိတ်ပြတ်ဝမ်းနေခြင်းတွေကြုံတဲ့အခါမှာတုံထုပ်အတက်လောင်းပြီးတော့တန်မာချင်းအဖြစ်ပြောင်းကြမယ်။နာကျင်ခံခတ်တဲ့နေ့တွေကြုံတဲ့အခါရုံးထရှင်တန်ပြီးတော့တန်မာချင်းအဖြစ်ပြောင်းကြမယ်။ တန်းရာတွေပြရပွားနဲ့နိုးထရတဲ့အခါမေးဖြောက်အသွန်ထုတ်ပြီးတန်မာခြင်းအဖြစ်ပြောင်းကြမယ်။ตาရာကိုလူရသွင်းတတ်တဲ့သူတွေနဲ့တွေ့တဲ့အခါလဲပြုံးပြကြိုးစားရင်းနဲ့တန်မာခြင်းအဖြစ်ပြောင်းကြမယ်။လောကရန်ကမာတန်တန်စက်ခံတဲ့အခါမှာတန်ရာကိုတွန်းလှန်ကြိုးစားရင်းနဲ့တန်မာခြင်းအဖြစ်ပြောင်းကြမယ်။တချိန်ကကျွန်တော်တို့ရတဲ့တန်ရာတွေဟာနောက်တချိန်မှာကျွန်တော်တို့တန်မာဖို့အတွက် ခံနိုင်အားရင်တွေပဲမဟုတ်လားဒါကြောင့်ကျွန်တော်တို့တန်မာကြရအောင်